တကြမ်းရင်ကြောင့်ဆိုင်ကယ်မောက်ပြီးကွယ်လွန်ခဲ့ရတဲ့ကိုဝင်ဆောင်တူကဲပရိသတ်ကြီးတို့ဤအတာစားတဲ့ဗုဒ္ဓဟူးသားတွေဆိုတော့တေချာနားမလဲပေမယ့်အမှုမဲ့အမှန်မဲ့လှုပ်ရှားမှုလေးတွေကအက်ဆီဒန့်ဖြစ်ပြီးတော့လူသက်ကိုပါဆုံးရှုံးနိုင်ပါတယ်ဒီမျိုးသမီးကတော့မော်လမြိုင်ကားဖြစ်ပြီးဘေးကိုပဲတောတောဆိုင်ကယ်ကိုအားပြုပြီးသွားကြရပါတယ်တဇံကာလဖြစ်တာကြောင့်ရေဘက်တဟာမထူးဆန်းပေမဲ့ရေဘက်သူတွေကမျက်နာတက်တဲ့ကိုစောင့်နောက်ပြီးတော့ပတ်ခဲကြတာပါမျက်နာကိုပတ်လိုက်တဲ့ရှင်ချောင်းမင်းဆိုင်ကယ်ဟန်ကိုမထိန်နိုင်တဲ့ဆုံး အက်ဆီဒန့်ဖြစ်သွားခဲ့တယ်လို့သိရပါတယ်။ပုံမှန်သူတယောက်ဆိုရင်တော့ထိခဲ့ယုံလာပဲဖြစ်နိုင်ပေမယ့်ဒီမျိုးသမီးကတော့ကိုဝင်သုံးလာရှိနေကြတာပါ။ဒါကြောင့်မေးကလေးရောလူကြီးပါတက်ပါသွားခဲ့ရပြီးအမှုမဲ့မဲ့ပတ်လိုက်မိတဲ့ရှေတစ်ခွက်ကတဖက်လူရဲ့ဘဝကြီးကိုဖျက်ဆီးသလိုဖြစ်သွားစေပါတော့တယ်။ဒါကြောင့်မေးကန်တရားကိုကန်ကပဲစီမံနာပါဆိုတဲ့စိတ်နဲ့အေမီနာ16ရဲ့နေမှာဒီမျိုးသမီးရဲ့ရုပ်ကလပ်ကိုတကြိုသွားမယ်လို့သိရပါတယ်။ဆိုတော့ပရိသတ်ကြီးတို့လေအပျော်ကနေအပြန်ဖြစ်စေဖို့မဟာတကြဲနှစ်တိကိုတာတဆန်လေးမှာ အစစအရာကြိုးစိုက်ကြပါအောင်ရှင်အောင်မင်းတို့ဆင် गे ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ